အာနာလူမပြောဘဲထားတဲ့အခါခဏခဏစော်ကားခံရတတ်တယ်။အာနာလူဘာခိုင်းခိုင်းလုပ်ပေးမိတဲ့အခါခဏခဏအတုံးချခံရတတ်တယ်။အာနာလူတီးခံလိုက်တဲ့အခါခဏခဏမာနတွေထိခိုက်ခံရတတ်တယ်။မပြောဘဲထားလိုက်တဲ့စကလုံးတွေရဲ့နောက်မှာသူတစ်ဖက်သားရဲ့တိတ်ခါကိုထိခိုက်သွားမှစိုးတဲ့ကိုချင်းစာနာတတ်တဲ့သူတွေပဲအများဆုံးနာကျင်ရတယ်။တစ်ဖက်သားကိုအာမနာတတ်တဲ့လူတွေရဲ့စိတ်မှာသူ့ဘက်ကိုယ့်ဘက်ကိုချင်းစာဖို့အတွက် စိတ်မရှိတဲ့အတွက်ကြောင့်မလို့ဘယ်သူတဦးတယောက်ကိုမှစာနာနားလည်ပေးနိုင်ကြမှာမဟုတ်ဘူး။ဒါကြောင့်အမြဲတမ်းအားနာနေလို့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှာဘသူအပေါ်အားနာတင့်လဲဆိုတာရွေးချယ်ဆုံးဖြတ်တတ်ဖို့ကအဓိကအကျတယ်။စေတနာနဲ့အချစ်တွေကိုလူပေးမှားတဲ့အခါဒုက္ခရောက်တတ်တယ်လို့ပဲ။အားနာတတ်တဲ့သူတွေမှာလည်းလူမမှားဖို့အရေးကြီးပါတယ်။အမြဲတမ်းမဟုတ်တော့တခါတလေမာနထားပြီးခက်ချစ်ချေနေကြည့်ပါ လောကမှာလူတိုင်းစေတနာနဲ့မတန်တယ်လို့အာနာချင်းနဲ့မထိုက်တန်တဲ့သူတွေအများကြီးရှိတတ်ပါတယ်ယေရှုတင်ပါတယ်